Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ Fabrizio Romano ကနေပြီးတော့ Breaking News အဖြစ်ကျွန်တော်တို့ကကွင်းလေကစားသမားဖြစ်တဲ့ Bruno Fernandes က Saudi Arabia ကလပ်တင်တခုဖြစ်တဲ့ Al Hilal ရဲ့ကံလမ်းမှုကိုညှင်းပယ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့က report လုတ်လာတယ်ဆိုတော့ဟို YouTube ဆရာကောင်းတဲ့ငွေကြေးပမာဏတခုနဲ့ Saudi ရဲ့ဘက်ကဒီ Al Hilal ရဲ့ဘက်ကတော့ Fernandes ကိုကံလမ်းခဲ့ပြီးမဲ့ Bruno Fernandes ကဥရောပမှာပဲဆက်ပြီးတော့ဘောလုံးကစားခြင်းသေးတာကြောင့်ပေါ့နော် လက်ရှိဆော်ရီရဲ့ဂန်လန်မှုကိုညင်းပယ်တာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါကြောင့်လက်ရှိလို့တဲ့ဆော်ရီအာရေဗျကိုဒီနွေရာဒီအပြောင်းရွှေ့မှာဘရူနိုဖနန်ဒက်စာသွားပြီးတော့ကစားဖို့မရှိတော့ဘဲနဲ့မန်ချက်စတာယူနိုက်တက်မှာဆက်ပြီးတော့နေမယ်ပေါ့လေ။ဆိုတော့ဒီနေရာမှာယူနိုက်တက်မှာဆက်နေမယ်ဆိုတာတဲ့ဆော်ရီကလပ်ကိုသူသွားပြီးတော့မကစားတော့ဘူးဆိုတာကအဓိကကြားတယ်။ဘာလို့လဲဆိုတော့ဆော်ရီကိုတော့သူမသွားဘူး။ဒါပေမဲ့ဥရောပရဲ့ကျွန်တော်တို့ကအဆင့်မြင့်ပြိုင်ပွဲတွေမှာကစားချင်နေသေးတယ်လို့သူပြောထားတော့ တကယ်လို့အမြန်တခြားဥရောပကလပ်တင်းနေရဘက်ကကန်းလန်းလာခဲ့ရင်ရောအနာဒက်စနီနဲ့ပါသွားမှာလားဆိုတာမျိုးတော့ရှိတာဗောလေဒါပေမဲ့လို့ဗောနော်ကျွန်တော်ဒီလက်ရှိ Manchester United မှာပဲဆက်ပြီးတော့ရှိဖို့များတယ်ဆိုတော့ကျွန်တော်ဒါကိုကျွန်တော်ကြည့်ကြည့်အောင်အရင်ဆုံးအနေနဲ့အရင်ဆုံးအနေနဲ့ဟောကျွန်တော်ဂျပတ်ကို ပေါင်9သိန်းလောက်ကျွန်တော်ရမှာဂျပတ်ကိုပေါင်9သိန်းအဲ့ကျွန်တော်ဒါ၃နှစ်၄နှစ်စာချုပ်เนาะ၄နှစ်စာချုပ်ပြီးလို့ရှိရင်ပေါင်သန်းရာချီရနိုင်မှာ တော့အဲ့လိုငွေကြီးမျိုးကိုပယ်ချဖို့ကတော်ယုံတန်ယုံဆုံးဖြတ်ချက်နေတော့ကျွန်တော်မရဘူးနောက်တစ်ခုကဒီပမာဏဒီသူတို့ဘောလုံးကစားမတရားအတွက်တွေမဟုတ်ဘူးကွာဘသူအတွက်ပဲဖြစ်ဖြစ်ဘဝရဲ့အခန်းကဏ္ဍကိုအများကြီးပြောင်းလဲသွားစီမဲ့ကံလန်းမှုပမာဏမျိုးစဉ်းစားကြည့်နော် Fernandez အတွက်ဆိုလို့ရှိရင်ပိုလို့တောင်မှလက်ခံခြင်းစရာကောင်းသေးတယ်နံပါတ်1 32ဖြစ်နေပြီနောက်32နှစ်ကျွန်တော်ဖြစ်နေပြီဆိုတော့မိသားစုလည်းသူ့မှာရှိတယ်ကလေးနှစ်ယောက်သုံးယောက်တော့ကျွန်တော်ရှိတယ်အမျိုးသမီးရှိတယ် တော့ဒီအနာဂတ်တွေကိုသူထည့်ပြီးစဉ်းစားရင်32နှစ်ရွယ်ကစားသမားကိုဒီလို crazy ဖြစ်စရာပမာဏမျိုးနဲ့ငွေကြီးပမာဏမျိုးနဲ့တခြားဘယ်အသင်းကမှကံလန်ဖို့မရှိဘူး100%တည်ကြတာဒီ Manchester United မှာဆက်နေရင်တော့အောင်မြင်မှုတွေအာမခံချက်လည်းမရှိဘူးငွေကြီးပိုင်းလည်းပုံမရဘူးတော့ sorry ကလပ်ကိုပြောရင်တော့ငွေကြေးပိုင်းအများကြီးပို့ပြီးတော့ရမယ်သူတို့မိသားစုတစ်ခုလုံးရဲ့ဘဝတစ်စိတ်ကိုပြောင်းလဲသွားနိုင်မယ်32နှစ်တော့ ဘောလုံးကစားသမားဘဝတွေကတတော်ကိုတူတောင်းနေနေမှာပါတယ်15နှစ်20ဆိုတာနှစ်20ဆိုတာတို့အနေနဲ့ပေါ့နော်အများကြီးတို့ရဲ့ဒါ highest level မှာရှိနေမဲ့အခြေအနေမျိုးအဲ့လိုအခြေအနေမျိုးမှာတတ်နိုင်တဲ့ငွေရှာထားဖို့ကကျွန်တော်အရေးကြီးတယ်ဒါပေမဲ့လို့ Fernandez အနေနဲ့အဲ့ဒါလောက်ထိကောင်းလွန်းတဲ့ကံလမ်းမှုတစ်ခုကိုသူလုံးဝညင်းပယ်ပြီးတော့ Manchester United မှာဆက်ပြီးတော့နေမယ်ဥရောပမှာဆက်ပြီးတော့ဘောလုံးကစားခြင်းနဲ့ဒီနေရာမှာတခြားဥရောပကလပ်တွေရဲ့ဘက်ကကံလန်းလာရင်သူပြောင်းမပြောင်းဒါလည်းကျွန်တော်စောင့်ကြည့်ရမှာပေါ့နော် တော့တခုရှိတာကတော့တေကြတယ်ဗျာသူတို့ United အနေနဲ့ရေးကြီးပါတယ်ဆိုတဲ့ကစားမဖြစ်သူကိုဆက်ပြီးတော့ထိန်းထားနိုင်ဖို့အချိန်ကြီးကောင်းသွားပြီဒါကဘာကူပြတယ်လဲဆိုတော့တခြားနေရာတွေကနေကျွန်တော်ငွေရှာတော့မှာ Finalist ရဲ့အပြောင်းရွှေ့ကနေကျွန်တော်ငွေမျော်လင့်လို့ကျွန်တော်မရတော့ဘူးဆိုတော့ဂါနာချိုကိုမဖြစ်မနေရောင်းရတော့မယ် Market Stretch ဘုတ်ကိုရအောင်ရောင်းထုတ်ရတော့မယ် Jaden Sancho ကို Chelsea ဘက်ကအပြည့်အဝခေါ်မှဖြစ်မယ် Anthony Santos ကိုရောင်းချမယ် Luke Shaw Malaysia ဒီလိုကစားသမားတွေ Rasmus Hojlund ဒီလိုကစားသမားတွေကိုမဖြစ်မနေရောင်းပြီးတော့ငွေရှာမဲ့အခြေအနေရောက်လာပြီကျွန်တော်ရှေ့ဗီဒီယိုဒီမှာအများအားပြောသလိုပဲအသင်းမှာအရေးပါဆုံးကစားသမားတယောက်ကိုရောင်းပြီးငွေရှာတာထက်အသင်းမှာဘာအနာဂတ်မှမရှိတော့တဲ့ကစားသမားတွေကိုရောင်းပြီးတော့ငွေရှာတာဟာပိုပြီးတော့အတိတ်ပဲရှိတယ်ဒီတော့ဘယ်တော့အရေးကြီးဆုံးအသင်းရဲ့ကစားသမားကျွန်တော်တို့သာဆက်ပြီးတော့နေမယ်ပေါ့ဗျာဆိုတော့ဒါအများကြီးကောင်းတဲ့တဲ့မှာအများကြီးကောင်းတဲ့တဲ့မှာကျွန်တော်တို့လက်ရှိအသင်းကပိုပြီးတော့ အောင်မြင်ခြင်းနဲ့ဘာလို့ပို့ပြီးတော့ကောင်းလာတဲ့ယာတိတခုကိုပိုင်းဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်ပွဲထွက်လူစင်းစက်တယောက်ကောင်းနေုံနဲ့ကျွန်တော်မရဘူးเนาะပွဲထွက်လူစင်းစက်တယောက်ကောင်းနေုံနဲ့ကျွန်တော်မရဘူးအရင်လူစင်းကျွန်တော်တောင်းပါရမယ်လူစားလဲမှုတွေအမှန်ကန်လုပ်လို့ရမယ်လူစင်းမျိုးရှိနေမှကျွန်တော်ရမယ်ဥရောပဝင်ခွင့်နေရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်အနေနဲ့လူစင်း၁၁ယောက်ထင်းနဲ့အဆင်ပြေလို့ကျွန်တော်မရဘူးဆိုတော့နံပါတ်10ရို့နေရို့နံပါတ်10မှာဆိုလို့ရှိရင်မေဆန်မောက်ရှိမယ် နောက်ပြီးလို့ရှိရင်ကွန်ညာရှိမယ်လက်ရှိကျွန်တော်တို့အန်ပွဲမူကိုရအောင်ခွန်နိုင်အန်ပွဲမူရှိမယ်ပြီးရင်ဘရူနိုဖာနန်ဒက်ရှိမယ်တတော်ကြီးကိုကောင်းတဲ့အခြေအနေဖြစ်နေပြီဆိုတော့ကွင်းလေသာကျွန်တော်တို့အစားထိုးနိုင်ရင်ဘရူနိုဖာနန်ဒက်လည်းပဲအဲ့ဒီကစားမအသင့်နဲ့ကွင်းလေမှာကောင်းကောင်းကစားနိုင်မယ်ဆိုတော့ဒါဒီအများကြီးအခြေအနေကောင်းသွားပြီဒါကြောင့်မနော်ကွန်ညာတို့အန်ပွဲမူတို့ကိုခေါ်ဖို့အခြေအနေကောင်းနေပြီဆိုတာကအပေါင်းလက္ခဏာဆောင်တယ်လို့အသင်းရဲ့အကောင်းဆုံးကစားမတစ်ယောက်ကိုဆက်ပြီးတော့ထိန်းနိုင်မယ်ဆိုတာကလည်းအများကြီးအပေါင်းလက္ခဏာဆောင်တယ်နီးပြဖြစ်တဲ့ရူဘင်အန်ပိုရင်ကိုယ်တိုင်က ဖာနနက်စ်ဒီအတင်းကနေပြောင်းမှာမဟုတ်ဘူးသူတို့လက်လွတ်လို့မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးခဏတိုင်းသူပြောထားတာအခုလက်ရှိတော့ကျွန်တော်ဖြစ်လာပြီကျွန်တော်တို့ချိုးပြိတ္တတီကြတော့လေဟာနော်အတင်းကသူ့ကိုရောင်းနိုင်ငွေရမှာကိုမရောင်းနိုင်တော့သိတယ်မလားအတင်းကိုအကူအညီမဖြစ်ဘူးဘာညာပြောကြတာပေါ့ဗျာဒါတွေကတော့သိတယ်မလားပုပ်ကိုကြီးဆိုင်ရာမုံတီးတဲ့သူအများစုပဲဖြစ်မှာပါဘာလို့လဲဆိုတော့ငွေရှာခြင်းနေဆိုရင်ကျွန်တော်ခုနကပြောသလိုပဲ Finance ကိုရောင်းမှငွေရှာလို့ရမှာမဟုတ်ဘူး အသုံးမကျတော့တဲ့ကစားမားတွေအသင်းအနာဂတ်အသင်းအစီအစဉ်တွေမှာမပါတော့တဲ့ကစားမားတွေကိုရောင်းပြီးတော့ငွေရှာလို့ကျွန်တော်ရရတယ်။ဆိုတော့ Panades ဒီလက်ရှိ sorry ကလပ်ဖြစ်တဲ့ Ehela ရဲ့ကံလမှုကိုညင်းပယ်လိုက်ပါပြီ။အလောက်ထိပမာဏရှိတဲ့ငွေကိုညင်းပယ်တယ်ဆိုတာတော်ရုံတက်တိနဲ့တော့ကျွန်တော်မရဘူးပေါ့နော်။ဒါအပြင်တစ်ဖက်ကပြန်စဉ်းစားကြည့်ရင် Manchester United လိုနေရာမျိုးကအခုဆိုလို့ရှိရင်ဗျာအိုးအရင်တော့မဟုတ်တော့ဘူး။အောင်မြင်မှုတွေကျွန်တော်ရဖို့ရုံးကန်လာရတယ်။နော်အခြေအနေတွေကကျွန်တော်မကောင်းတော့ဘူး။ ပြီးခဲ့တဲ့ယာဒီမှာလည်းအဆင့်15နဲ့ကျွန်တော်ယာဒီတင်းခဲ့တဲ့အဆင့်နေဘလို့မှမပြေဘူးပေါ့နော်ဒီလိုအသင်းမျိုးမှာဘဝကိုတစ်စချိုးပြောင်းလဲသွားစီမဲ့ပမာဏဖြစ်တဲ့ငွေကြီးတစ်ခုကိုညင်းပြီးတော့ဆက်နေဖို့ဆုံးဖြတ်တာဟာတော်တော်ဆုံးဖြတ်ချက်နဲ့မရပါဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဖာနယ်ဒက်စ်နေနဲ့မိသားစုနဲ့တိုင်ပင်နာဖို့ပဲဖြစ်ဖြစ်အေဂျင့်နဲ့တိုင်ပင်နာဖို့ပဲဖြစ်ဖြစ်အကြံပေးတွေနဲ့တိုင်ပင်နာမှုပဲဖြစ်ဖြစ်ဒါကတော့ဗျာသူ့အတွက်ကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့မျှော်လင့်နေတယ် လာမယ့်ရာသီဒီမှာကျွန်တော်တို့ဟာအောင်မြင်နိုင်ခြေရှိတဲ့ကလတ်တင်တစ်ခုဖြစ်ရှိဖို့ဆိုလို့ရှိရင်ပိုကောင်းတဲ့ကလတ်တင်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အသင်းမှာကစားသမားကောင်းတွေကြီးပဲရှိနေဖို့လိုပါတယ်။ဒါကြောင့်လည်းပဲအသင်းဟာပိုကောင်းတဲ့ကစားသမားတွေကိုကျွန်တော်ခေါ်နေတာ။ဆိုတော့ Panades ကအသင်းမှာကျွန်တော်ဆက်ပြီးတော့နေပါမယ်။ညီကလို့နေနေရောကွန်းလိုင်းကစားသမားဖြစ်တဲ့ Panades Manchester United မှာဆက်ပြီးတော့နေမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ။ဆွေးနွေးကြပါဦး။ချစ်ချွာပြတဲ့ညီကူများလုံးကိုကျေးဇူးများတင်ပါတယ်။